2015ခုနှစ်မေလ18ရက်နေ့မှာကယ်လီဖိုးနီးယားပြည်နယ်ဖန်စပရင်မှာရှိတဲ့ American Reproductive Centers စေကံအပြင်ဘက်မှာကာဗွန်ပောက်ကွယ်မှုဖြစ်ပါခဲ့ပါတယ်။ဒီတိုက်ခတ်မှုကအကြမ်းဖက်လို့ဖြစ်တယ်လို့ FBI ကပြောပါတယ်။ပောက်ကွယ်မှုကြောင့်တန်ရရှိသူအသက်25နှစ်အရွယ် Guide Edward Butkus ဖြစ်ပြီးအခြားလူ၄ဦးထဲမှလည်းတရားရရှိခဲ့ပါတယ်။ Buckus က29 pounds ဝန်းနေတိုင်ခဲ့ပြီးလူသားမျိုးပွားခြင်းကိုဆက်ကျင်တဲ့သူဖြစ်တယ်လို့ယူပါတယ်။ပောက်ကွယ်ရေးပစ္စည်းတွေအပြစ်ပါတဲ့ကားတစ်စီးကို အသွင်ပြူပြီးတိုက်ခတ်ခဲ့တာဖြစ်ပါတယ်။သူနဲ့အတူ right ဘက်တနာများနဲ့ဂျီဇယ်များလည်းရှိပါတယ်။ IVF နဲ့အခြားသောတောက်ဖွားမိရောက်ဝန်ဆောင်မှုများပေးဆောင်တဲ့ဈေးခန်းကဆိုးဝါးစွာပျက်စီးခဲ့ပါတယ်။သို့တော်လည်းဒိုနေမှာချင်းဆိုထားခြင်းမရှိတဲ့အတွက်ကြောင့်လူနာတွေနဲ့တရေသားတိခတ်မှုတွေမရှိခဲ့ပါဘူး။ရဲတပ်ဖွဲ့ကဘက်ကရဲ့နေအိမ်ကိုဖောက်ခွဲရေးပစ္စည်းများထပ်မံတွေ့ရှိခဲ့ပါတယ်။သို့အတွက်ကြောင့်၎င်းတို့ကအဆိုပါနေရာကိုရွှေ့ပြောင်းခဲ့ပြီးဘုံများကိုဘေးကင်းစွာဖျက်ဆီးခဲ့ပါတယ်။ယခုအခါ စိုးစမ်းစစ်ဆေးသူတွေကမိနစ်30ကြာအတန်ဖမ်းယူမှုနဲ့ဘတ်ကတ်မှာစာဖြင့်ထုတ်ပြန်ချက်တစ်ခုကိုတွေ့ရှိခဲ့ပါတယ်။ဤပစ္စည်းများကသူရဲ့မချေနှားချက်များနဲ့အလွန်အမင်းအစွန်ရောက်ယုံကြည်မှုတွေကိုလည်းပြသခဲ့ပါတယ်။၎င်းတို့မှာဘဝစံကျင်ရဲ့အမြင်များနဲ့ပုံမှန်မဟုတ်တဲ့တတ္တနိကဘေရဆိုင်ရာအယူဆများနဲ့ချိတ်ဆက်မှုတွေပါဝင်ပါတယ်။ FBI ကစိုးစမ်းစစ်မှုတာဝန်ရှိပြီးခြားသောဥပဒေစိုးမိုးရေးအဖွဲ့ထံမှအကူအညီရယူလည်းရှိပါတယ်။ကယ်လီဖိုးနီးယားပြည်နယ်အုပ်ချုပ်ရေးမှူးဂါဗစ်နျူးနျူးဆန်နဲ့ပန်စပင်ရဲ့ ယာယီမျိုးတော်ဝန်နာအိုမီဆိုတိုတို့ကဲတို့ကယ်လီဖိုးနီးယားကောင်းဆောင်တွေကဘုံခွဲမှုကိုပြပြတတန်ဆုံးချခဲ့ပြီးစုံစမ်းစစ်ဆေးမှုဆက်လက်ပြီးတော့လုပ်ဆောင်နေပါတယ်။ဤတက်ခဲမှုဟာသူတို့ဖြင့်မျိုးပွားမှုဆိုင်ရာကျမယေဝန်ဆောင်မှုများကိုပေးဆောင်နေသည့်ဆေးဘက်ဆိုင်ရာအဆောက်အဦများကိုပိတ်မထားကအကြံဖက်မှုနဲ့ပတ်သက်၍စိုးရင်ပူပန်မှုများရှိနေပါတယ်။အမျိုးသားကုဝန်ဖြည့်ချချင်းအဖွဲ့က2022ခုနှစ်မှာအမေရိကန်တရားရုံးချုပ် Roe v. Wade ကိုဖျောက်ချပြီးကြတဲ့အဆိုပါစေခံမျိုးစုံကို ခြိမ်းခြောက်မှုနဲ့တိုက်ခိုက်မှုများလှုပ်လျက်ရှိပါတယ်ထို့အတွက်ကြောင့်ရင်းဒေသရှိအလားတူစေကမ်းများမှာလှုပ်ကြိုးရေးတွေတိုးမြင့်ထားလည်းရှိပါတယ်တင်းနာနေမှာပြန်ဖွင့်ဖို့စီစဉ်ထားတယ်လို့စေကမ်းကလည်းပြောပါတယ်မျိုးပွားမှုဆိုင်ရာကျန်းမာရေးဆော့ဆော့မှု ပေးဆောင်ရန်တတိတန်ချထားကြောင်းလည်း၎င်းတို့ကပြောကြားခဲ့ပါတယ်